မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမားလ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်တွေမျိုးအနီးမှာရှိတဲ့ကြားမတော့ဆစ်ဆေးရိတ်ဂိတ်ကိုအရခတက်တော် AA ကစတင်တိုက်ခိုက်ပြီးတဲ့နောက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီတွေတပ်ဆွဲထားတဲ့ကြားမတော့စစ်စေးရိတ်ဂိတ်ကိုဒီသမားလာ26ရက်နေ့ညနေမှာအရခတ်တပ်တော် AA ကစတင်တိုက်ခိုက်ခဲ့ပြီးတော့ဒီသမားလာ28ရက်နေ့အထိကိုတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသခံတို့ကပြောပါတယ်ကြားမတော့ဂိတ်ကစစ်တွေအဝင်ဘက်မှာရှိတာစစ်ကောင်စီတွေအင်အားများတယ်28ရက်နေ့မှာတိုက်ပွဲဖြစ်လို့ဒေသခံတွေရှောင်နေရတာတွေရှိတယ်အရင်ရက်ကတော့စစ်တွေနဲ့ပုံနာကြုံပတ်ဝန်းကျင်မှာလေကြောင်းတိုက်ခိုက်မှုတွေရှိတယ်လို့ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒေသစစ်စင်ရေးကွက်ကဲမှုဌာနချုပ်ဒါကာစစ်တွေလက်အောက်က တိုက်ရဲများနဲ့အေအေဟာကြားမတော့ကြောက်တန်းကြီးကြောက်တန်းရှိကျေးရွာအနီးတောင်အိမ်မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သတင်းရရှိပါတယ်အေအေကရခိုင်ပြည်နယ်မှာလက်ရှိတိုက်ခိုက်နေစေဂွမ်းမြို့နယ်မန်အောင်ကြောက်ဖြူနယ်စစ်တွေမြို့ကလွဲပြီးတော့ရခိုင်ပြည်နယ်တစ်ခုလုံးကိုတင်းယူထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်ဂွမ်းမြို့ကိုလည်းမကြခင်မှာတင်းယူနိုင်တော့မယ်လို့အရခတက်တော်အေအေကသတင်းထုတ်ပြန်ထားပါတယ် အာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ရခိုင်ပြည်နယ်မှာစစ်ရှုံးနေပြီဆိုတာကိုလက်ခံရတဲ့မန်အောင်ကြောက်ပြူနဲ့စစ်တွေမျိုးနယ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များအလံဖြူထောင်လက်နက်ချရန်ဒီဇင်ဘာလ20ရက်နေ့ကနာပါခကိုတိမ့်ယူနိုင်တဲ့တိုက်ပွဲမှာဖမ်းမိထားတဲ့ တိုင်းဦးစီးချုပ်ဘုံမူးချုပ်ကြော်ကြော်တန်းကတိုက်တွန်းထားတဲ့ရုပ်သံဖိုင်ကို AA ကဒီသမားလ26ရက်နေ့ညမှာထုတ်ပြန်ထားပါတယ်။အခုရက်ပိုင်းမှာကြောက်ဖြူနဲ့မန်အောင်မြို့မှာစစ်ရေးလှုပ်ရှားမှုများမရှိတော့လဲစစ်တွေမြို့နယ်အတွင်းမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများရှိတယ်လို့ AA တပ်ဖွဲ့ဝင်များလည်းရှိနေတယ်လို့သိရပါတယ်။ AA ဟာစစ်တွေမြို့ပတ်ဝန်းကျင်မှာရှိတဲ့ပုံနာကျောင်းပေါက်တော်နယ်ရသေးတောင်မြို့တို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားတယ်လို့သိရပါတယ်။ စစ်တွေမျိုးဟာပင်လယ်ကမ်းရိုးတန်းမျိုးဖြစ်ပြီးတော့စစ်ကောင်စီကရေလန်းချောင်းကိုပိတ်ဆို့ထားသလိုမြို့တွင်းမှာလည်းခံစစ်တွေပြင်ဆင်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကကချင်ပြည်နယ်မန်စီမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့လက်ကျန်စခန်းများကိုအပိသက်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန်စီမြို့မှာရှိတဲ့စစ်ကောင်စီတွေတပ်ဆွဲထားရာနေရာတချို့ကို KIA ကသိမ်းပိုက်ရရှိထားတော်လဲစစ်ရေးသတင်းလုံခြုံရေးအရာအသေးစိတ်အချက်လက်များကိုပြောပြထားခြင်းမရှိဘဲတိုက်ပွဲဖြစ်ပွားမှုကိုသာအတိပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီနေ့မနက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။ခမရ319 601နဲ့352အမြောက်တပ်တွေကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်နေပါတယ်လို့ကချင်စစ်ရေးသတင်းအရင်းမြစ်ကပြောပြထားပါတယ်။တခြားသတင်းအရင်းမြစ်တအူးကလည်းဒီသမားလ28ရက်နေ့မှာ KIA ကသိမ်းပိုက်ထားတဲ့601အမြောက်တပ်ရင်း င်းရဲ့စခန်းကုန်းတစ်ခုကိုစစ်ကောင်စီကတံပြန်ထိုးစစ်ဆင်ခဲ့ရာထိုးစစ်လန်ကျသွားခဲ့တယ်လို့ပြောဆိုထားပါတယ်။ဒါအပြင်စစ်ကောင်စီဘက်ကအလံဖြူထောင်းအလင်းဝင်လာတဲ့သူတွေလည်းဆက်လက်ပြီးတော့ရှိနေတော့လဲအသေးစိတ်အခြေအနေများကိုတော့ဆက်လက်မေးမြန်းထားဆဲဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မန်စီမျိုးနဲ့အတူတပြိုင်တည်းတိုက်ခိုက်နေတဲ့ဗမော်မျိုးမှလည်းဒီသမားလ28ရက်နေ့မှာတိုက်ပွဲများဆက်လက်ရှိနေကြောင်းကချင်စစ်ရဲသတင်းအမြစ်ကအတိပေးထားပါတယ်။ KIA ကဒီသမားလာ၄ရက်နေမှာဗမော်နဲ့မန်စီမြို့ကိုအပိသက်သိမ်းပိုက်နိုင်ရေးအတွက်ထိုးစစ်ကိုစတင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းလောင်းလုံးမြို့ပေါ်ရဲစခန်းကိုဝင်ရောက်တိုက်ခတ်ရာအကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီသမားလာ28ရက်နေ့မနက်အစောပိုင်းမှာလောင်းလုံးမြို့ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော်လဲတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါဗျ။လောင်းလုံးမြို့ပေါ်ရဲစခန်းတော်လိုင်းတပ်ဖွဲ့တွေက28ရက်နေ့မနက်အစောပိုင်းကဝင်းရောက်ပြီးတော့တိုက်ခိုက်ခဲ့တယ်။မနက်အစောဆုံး9:00နာရီခွဲဝင်းကျင်လောက်ကစပြီးတော့တိုက်ခိုက်တန်းတွေကိုကြားနေရတယ်။9:00နာရီလောက်မှာတော့အတန်တိတ်သွားတယ်။ခွေးတွေစီးရင်တော့တေချာမသိရသေးဘူး။တော်လိုင်းတပ်ဖွဲ့တွေကတော့ အထီးကိုင်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဒေတာတွင်းတော်လိုင်းရေးသတင်းရင်းမြစ်ကပြောဆိုထားပါရယ်။လောင်းလုံးမျိုးပေါ်ရဲစခန်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တိုက်ပွဲအတွင်းမှာအထီးကိုင်ဒဏ်ရာရရှိခဲ့တဲ့တပ်သားများကိုလူနာတင်ကားတွေနဲ့ခေါ်ဆောင်ပြီးတော့စေယုံကိုပို့ဆောင်ခြင်းမရှိဘဲ သေဆုံးသွားမှသာစခန်းအတွင်းမှာမြုပ်နှံခြင်းကြောင့်တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကထိခိုက်သေဆုံးမှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။အလားတူပဲမန္တလေးတိုင်းမြင်းညာမြို့မှာလည်းအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များထိတိုက်တွေ့ဆုံပြီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Freedom Fighter Guerrilla Force အဖွဲ့ကပြောကြားထားပါတယ်။ဒီသမားလာ26ရက်နေ့မှာမြင်းညာမြို့အရှိတ်ကျောက်ရံရွာအနီးမှာတော်လိုင်းတပ်ဖွဲ့များဟာစစ်စင်ရေးကိစ္စတစ်ခုအတွက်တွားရောက်တဲ့အချိန်မြင်းညာမျိုးတွေကထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ ထိတ်တိုက်တွေ့ဆုံပြီးတော့တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာတော်လိုင်းတပ်ဖွဲ့များဘက်ကအင်အားမမျှတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့တော်လဲအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအသင့်ထောင်ထားတဲ့မိုင်းခွဲများအထိကိုရောက်ရှိလာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များကမိုင်းခွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်တေဆုံးခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို Freedom Fighter Guerrilla Force FFGF နဲ့အတူအညာ Federal Task Force A Stars မြင်းကြံပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းလှုပ်ဆောင်ခဲ့ကြပြီနော်တော်လိုင်းရဲဘော်များအထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်ကလုံခြုံရေးတွေတိုးချထားတဲ့အချိန်ပြည်ဦးရေမြို့မှာနေကင်းကြောင်တောင်ဆိုင်ကယ်လူရက်မှုတွေဇက်တိုက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပန်းပွဲတော်နဲ့နေ့တဲ့ကူညတွေအတွက်စစ်တပ်ကရောက်ဝတ်လုံခြုံရေးနဲ့စစ်စဲရေးဂိတ်တွေမှာချထားတဲ့အချိန်ဆိုင်ကယ်လူရက်မှုတွေဖြစ်ပွားနေတယ်လို့မြို့ကန်တွေကပြောပါရတယ်။ မင်းမျိုးမှာတခါမှအလူခံရတယ်လို့မကြဘူးအခုတလောဓားထောက်လူတာနေကင်းကြောင်တောင်ကြီးတော့ရဲတင်းလိုက်ကြတာလို့မြို့ကအမျိုးသမီးတူကပြောပြခဲ့ပါတယ်ပြီးခဲ့တဲ့တပတ်ခန့်ကရက်ွက်ကြီး6ကအမျိုးသမီးတအုပ်ရဲ့နေအိမ်အနီးမှာတင်ဓားထောက်ပြီးတော့ကလစ်ဘိန်းဆိုင်ကယ်လူရခံရတယ်လို့မနေ့ကလည်းရက်ွက်ကြီး30မှာအမျိုးသားတအုပ်ကိုလူ6ယောက်က စကူဖီဆိုင်ကယ်တစ်စီးကိုရိုက်ပြီးတော့လုသွားတယ်လို့သိရပါတယ်ဒီသမလာဒုတိယဘက်ကစတင်ပြီးတော့ပြင်းလွယ်မျိုးကိုစစ်တပ်ကအေးပေါ်လုံခြုံရေးချထားတာတွေပြုတ်လုထားတယ်လို့သိရပါတယ်စစ်တပ်ကတော်တွေတီရှိရာပြင်းလွယ်မျိုးမှာနှစ်တကူကာလအတွင်းတော်လိုင်းရဲဘော်တွေစိတ်ဝင်လာပြီးတော့ဖောက်ခွဲမှုတွေကိုပြုတ်လုမှာစိုးရိမ်လို့ဆိုပြီးတော့ညာလုံးပေါက်အရက်ဝက်နဲ့လုံခြုံရေးတွေချထားတယ်လို့မြို့ကန်တွေကပြောပါတယ်စစ်တပ်အုပ်စိုးထားတဲ့မြို့ဖြစ်တဲ့ပြင်းလွယ်မြို့မှာပြီးခဲ့တဲ့တပတ်အတွင်းရိုက်နှက်မှုနဲ့ဆိုင်ကယ်လူရမှုတွေဖြစ်ပွားပြီးတဲ့နောက်တပ်အရာရှိတွေကိုနေရအနှံ့မှာအရက်ဝက်တွေနဲ့လုံခြုံရေး းတွေချထားတယ်လို့မြို့ကန်ဒီစီကသိရပါဗျ။ပြင်းဦးလွယ်မြို့အနီးမှာရှိတဲ့နောင်ချုံမြို့နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အဲ့ဒီကနေတော်လိုင်းရေးတပ်တွေမြို့ထဲကိုစိတ်ဝင်လာမှစိုးရိမ်လို့လုံခြုံရေးတွေတင်းကျပ်ထားတယ်လို့မြို့ကန်ဒီကပြောပါဗျ။ပြင်းဦးလွယ်မြို့နယ်ဆက်ချောင်းပိုင်းကသာဝေးတယ်။နောင်ချုံမြို့နယ်ဗန်ပွေးကျေးရွာမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါအပြင်ပြင်းဦးလွယ်မြို့ရဲ့အရှိတောင်ဘက်မှာရှိတယ်။နောင်ချုံမြို့ကတောင်ခန်းကျေးရွာမှာလည်းအခုရက်ပိုင်းအတွင်းတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နိုင်ငံတော်ဝန်အတင်းအဓမ္မစူဆောင်းခြင်းခံထားရတဲ့လူငယ်လူရွယ်များကိုစစ်မှုထမ်းအမှတ်စဉ်6တင်တန်းစင်းပွဲကိုပြုလုပ်ပေးပြီးတော့ရှေ့တန်းနယ်မြေတွေကိုစတင်ပို့ဆောင်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်များကိုစွန်းစွန်းတမန်တာဝန်ထမ်းဆောင်ကြမယ်။နိုင်ငံပါကောင်များဆိုပြီးတော့စစ်ကောင်စီက အမတ်စဉ်6တင်တန်းစင်းပွဲကိုနိုင်ငံတော်မှပြုလုပ်ခဲ့တယ်လို့ဝါဒဖြန့်ရေးသားထားပါတယ်ပြည်သူ့စစ်မှုထမ်းတင်တန်းအမတ်စဉ်6ကို2024ခုနှစ်အောက်တိုဘာလ22ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ပြီးတော့ 3လအကြာမှာတင်တန်းဆင်းပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အမှတ်စဉ်6တင်တန်းဆင်းနေတဲ့မှာစစ်ကောင်စီကအတင်းအဓမ္မစူဆောင်းခြင်းခံရသူရာဂိုင်နှုံးက80ရာဂိုင်နှုံးလောက်ပါဝင်တယ်လို့အရက်ဘက်အဖွဲ့အစည်းတချို့ကပြုလုပ်ထားတဲ့စည်ရင်းစရားတွေအရသိရှိရပါတယ်။မြန်မာနိုင်ငံမှာအရွယ်ရောက်ပြီးသူအမျိုးသားအမျိုးသမီးတိုင်းစစ်မှုထမ်းရမယ်ပြည်သူစစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်ကောင်စီကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်စစ်မှုထမ်းတင်ဒန်းသားခေါ်ယူမှုကို2024ခုနှစ် AP လမှာစတင်လှုပ်ဆောင်ခဲ့ပြီးတော့တင်ဒန်းအပတ်စဉ်တစ်ခုမှာအင်အား9000နှုန်းနဲ့တနစ်ကိုအင်အား6000နှုန်းခေါ်ယူမယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်အပတ်စဉ်6ကစပြီးတော့လူစုဆောင်မှုခက်ခဲလာတာကြောင့်တတ်မှတ်ထားတဲ့အရေးအတွက်မပြည့်မီပဲတင်တန်းဖွင့်ခဲ့ရတာဒီလည်းရှိတယ်လို့သိရပါဗျ။ စစ်မှုထမ်းဥပဒေထွက်လာပြီးတဲ့နောက်မှာလူငယ်တွေဟာစစ်ကောင်စီလက်ကလွတ်မြောက်ဖို့နီလန်းမျိုးစုံနဲ့ထွက်ပြေးကြပြီးတော့တော်လိုင်းတပ်ဖွဲ့လေးစီမှဝင်ရောက်တဲ့လူငယ်တွေလည်းရှိသလိုပြည်ပကိုထွက်ပြေးတိမ်းရှောင်နေတဲ့လူငယ်တွေလည်းရှိနေပါတယ်လက်ရှိမှာအေယာဝတီတိုင်းကအသက်18နှစ်ကနေ35နှစ်အတွင်းအမျိုးသားဥယေထောင်ထဲချပြီးတော့စစ်ကောင်စီရဲ့မတရားဖမ်းဆီးတဲ့စစ်မှုထမ်းဥပဒေနဲ့တပ်သားတဲ့အဖြစ်နဲ့စုဆောင်းခံထားရပြီးရှေ့တန်းကိုအများဆုံးပို့ဆောင်ခြင်းခံနေရတယ်လို့သိရပါတယ် စစ်ကောင်စီရဲ့တရားမဝင်စစ်မှုထမ်းတင်ဒန်းသားစုဆောင်မှုဟာအခုဆိုရင်အပတ်စဉ်ရှေ့အထိကိုရောက်ရှိလာပြီဖြစ်ပြီးတော့နိုင်ငံအနက်လူသစ်စုဆောင်မှုလူငယ်တွေရှားပါလာတာကြောင့်တပ်ကြီးပိုင်းတွေကိုပါမချမ်းစိုးစိုးဝါးဝါးပေါ်တာဆွဲမှုတွေကိုလှုပ်ဆောင်နေကြကြောင်းတရင်ရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်း